လက်ရှိဖွင့်နေတဲ့ဘန်ဒိုမာစကော့စ်ဘက်စ်ပိုင်မှာမပါဝင်တဲ့သင်ခန်းစာ၃မျိုးရှိတယ်။ဘာတွေလဲဆိုရင်ဒုတ်ရှိသင်ခန်းစာတွေမပါဝင်ဘူး။ဒါနဲ့လည်းသင်ခန်းစာတွေမပါဝင်ဘူး။ဘန်ဒိုပညာရေး1 and 2 and 3 and လို့ပြောလို့ရတယ်။အနက်ပန်းအနက်ခရမ်းနဲ့အနက်ပြူသင်ခန်းစာတွေမပါဝင်ပါဘူး။ပါဝင်မဲ့သင်ခန်းစာတွေကဘာတွေလဲဆိုတော့လက်တွေ့အသုံးချ ။ဘန်ဒိုတိုက်ခိုက်နည်းတရားသင်တန်းသုံးမျိုးဖြစ်တဲ့ level 1, level 2, level 3ပါဝင်ပါတယ်။ပြီးတော့ဘန်ဒိုပညာရဲ့အဝါအစိမ်းအနီအခြေခံနေဆရာအဆင့်ထိ speed test သွားလို့ရအောင်ပါနော်။အသေးစိတ်သင်ကြားပေးတာဖြစ်တယ်။ပြီးတာနဲ့ဘန်ဒို combat ရှမ်းလက်တိုင်းနေပါဝင်မယ်ဘန်ဒိုပညာရဲ့အ내သင်ခန်းစာပြီးရတဲ့ ဗန်လိုရဲ့အဆင့်မြင့်ထိမ့်ချုပ်ဒီပါဝင်မယ်အားလုံးပေါင်းသင်ခန်းစာ50ရှိပါတယ်50လုံးကိုပြီးသွားတဲ့အခါမှာသင်တန်းဆရာဖြစ်လက်မှတ်ပေးအမှာဖြစ်ပါတယ်အဆင့်တိုင်းမှာလည်း speech test စစ်ဆေးမှုတွေတက်လုံမှာကြုံးမှုစစ်ဆေးမှုတွေရှိပါတယ်ဖြေဆိုအောင်မြင်မှသာသင်တန်းအောင်လက်မှတ်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီ course ကိုပြီးသွားတဲ့အခါမှာဘာတွေရလာနိုင်မလဲဗန်လိုပညာ ဆရာအဆင့်တင်နန်းစလက်မရမှာဖြစ်တယ်ဆရာအဆင့်စံမှုဘွဲကိုဖြည့်ဆွအောင်မြင်ခဲ့ရေဆိုရင်နောက်ထပ် certificate တစ်ခုကိုရမှာဖြစ်တယ်အဲ့တော့ဆရာအဆင့် level certificate နှစ်ခုရမှာပေါ့နော်အားမှကျင့်မယ်ဆိုတဲ့လူတွေအတွက်ကတော့ရိုးရိုးတင်နန်း PC ကြောင်းလက်မှတ်တာရမှာဖြစ်ပါတယ်အဲ့တော့ရှင်းပါလေဒါကြောင့်မလို့ဘန်နိုပညာကကြောက်စင်းပြားကြီးတစ်ခုလို့တတ်မှတ်ထားကြည့်ပေါ့နော်အဲ့တော့ကြောက်စင်းပြားကြီးဆိုတာကတော့မသိတဲ့လူကတော့အဝတ်ရှော်ရင်ရှော်နေမှာပဲ ဒါပေမဲ့သိတဲ့လူကတော့ဒီကတံပိုးကြီးတယ်ဆိုတာသိသွားမယ်ဒါပေမဲ့တိုင်းပညာကအဲ့ဒီကြောက်စိမ့်နဲ့မတူတဲ့အချက်ကကြောက်စိမ့်ကတံပိုးတိသွားတယ်ကြောက်ပြောက်ယူပြီးတော့မမ်ဘီရိုလေးကိုထည့်လိုက်တယ်အလားကြည့်ပြီးတော့မှ PT လေးနဲ့ခန်းစားနေလို့ရတယ်ကိုယ့်အကိုစိတ်ထဲမှာဟာ3000တန်တယ်3000တန်တယ် PT ဖြစ်နေတဲ့အတွက်ပဲသုံးလို့ရတယ်တိုင်းပညာကတော့အဲ့လိုမဟုတ်ဘူးဘန်လိုပညာမဟုတ်ဘူးတခြားသောတိုင်းပညာရက်တည်တယ်အကုန်လုံးအတူတူပဲဖြစ်တယ်ခင်ဗျားအနေနဲ့ ဘယ်တင်တန်းဘယ်လိုဆရာစီမှာပဲဘလောက်ကောင်းတဲ့ဆရာဘလောက်အဆင့်မြင့်တဲ့ပညာတွေပဲသင်ယူနေသည်ဖြစ်စေခင်ဗျားကမလေးကျင့်ဘူးဆိုရင်တော့ဘာနဲ့အလားတန်တူလဲဆိုတော့ခင်ဗျားဘာမှမရဘူးပဲကြောက်စင်းနဲ့တော့လုံးဝတူမှာမဟုတ်ဘူးကြောက်စင်းကတော့တန်ဖိုးတည်တယ်မန်ပေါကြောင့်လည်းထည့်တာလို့ရတယ်ဒါပေမဲ့ဘန်ဒိုပညာကတော့ခန္ဓာကိုယ်ရဲ့ muscle memory ဆိုတဲ့ကြွတားလှုပ်ရှားမှုပေါ်မှာတဖြည်းဖြည်းနဲ့တိဆောက်ပြီးတော့အရှိန်မြင့်တင်ရတဲ့ပညာဖြစ်တဲ့အတွက်မကျင့်တဲ့နေရာရက်တဲ့နေပဲအဲ့တော့ ဘန်ဒိုသမားတွေလေ့ကျင့်နေစေရင်ငယ်နမငယ်တွေကိုအကြံကောင်းပေးခြင်းတွေလာကကျွတ်သားလှုပ်ရှားမှုနဲ့ကျွတ်သားမမ်မိုရီပေါ်မှာမူတည်ပြီးတော့မှတံပြန်တိုက်ခတ်အသုံးချလို့ရတဲ့တိုက်ခတ်ရေးမြည်သည့်တိုက်ခတ်ရေးပညာမဆိုလေ့ကျင့်မှုရလို့မရပါဘူးဒါမှသာခင်ဗျားတို့လက်တွေ့အသုံးချလို့ရမှာဖြစ်တဲ့အကြောင်းပွင့်ပွင့်လင်းလင်းနဲ့တတိပေးပြောကြားလိုက်ပါတယ်ဘန်ဒိုမာဆာကော့စ်က29ရက်မှာစမယ်ဆိုတဲ့အကြောင်းတည်ငောင်းပါပါတယ်ကျေးဇူးတင်ပါတယ်